ဒီနေ့မှာတော့လုံးမယ်ဆိုပြီးမလုပ်ဖြစ်တဲ့ Master 9ရောက်ရဲ့အကြောင်းပြောပြပြီးသားမှာပါ။တချို့ character ရဲ့ best story တွေကိုပြောပြလိုက်မယ်ဆိုရင်ဇလန်အရသာပြက်မှာဆိုလို့မပြောပြတော့ပါဘူး။အဲ့တော့သူရဲ့လုံနိုင်စွမ်းတွေကိုပဲပြောပြပြီးသားမှာပါ။ပထမဦးဆုံးအနေနဲ့ကတော့ Noel Noah ။ Noel Noah ကတော့အားလုံးသိကြတဲ့အတိုင်း Blue Lock ရဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုပါ။ဂိုကြီးနှစ်ယောက်ကိုတော့ကျော်လွန်ပြီးတော့ပြင်းထန်အတွက်လည်းကမ္ဘာဖလားကိုကြီးဆောင်ထားပေးပါတယ်။ Noel စီမလက်စုပ်လက်ကင်ပြတဲ့ရလက်နဲ့ရေဆိုပြီးတော့မရှိပါဘူး။အဲ့လိုပြောလိုက်လို့မကျန်းတာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။နေရာတိုင်းမှာတော့တော်နေတာပါ။ နိုဝဲစီမှာဖျားပေးထားတဲ့ AB Dressrel လို့ခေါ်တဲ့ဘယ်နဲ့ညာကိုဒန်းလူသုံးနိုင်တဲ့ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားတာပါပြောရမယ်ဆိုရင်တော့ဘယ်ခြေောက်နဲ့ညာခြေောက်ဘယ်ခြေောက်ကကန်ကန်ပြင်းအားအတူတူပါပဲမတန်တဲ့ဘက်မရှိတာပါအဲ့ဒီအတွက်ကြောင့်ဘလုံးကိုဘယ်ဘက်ကပဲပြေးပြေးညာဘက်ကပဲပြေးပြေးသူမထိန်းနိုင်တာရေလို့မရှိပါဘူး dribbling လုပ်တဲ့နေရာမှာလဲလုံးဝကိုဆက်တစ်ခုလို့မြန်ဆန်ပါတယ်အမြန်တော့မှစန်နီမမလေးလောက်မတအောင်ဆိုပေမဲ့အချိန်မြင့်တဲ့နေရာမှာတော့ပိုပြီးတာပါတယ်သူ့ရဲ့အမြန်ဆုံးအချိန်ကိုရဖို့အတွက်ဘယ်လောက်မှမကြပါဘူးအဲ့ဒီလိုအချက်တွေတည်းရမှအကောင်းဆုံးအချက်ကိုပြပြပါဆိုရင် ဘလို့ပုံစံမျိုးဖြစ်နေပါစေဘောလုံးရအောင်ကန်သွင်းနိုင်တဲ့စွမ်းရည်ပါနိုဝဲနိုဝါရဲ့အကြောင်းကတော့ဒီလောက်ပါပဲနောက်ထပ်တစ်ယောက်ကိုဆက်ပြောပါမယ်နောက်တစ်ယောက်ကတော့လေဗင်ညိုပါလေဗင်ညိုရဲ့နာမည်ပြောင်းတော့အကသမားပဲဖြစ်ပါတယ်ယူကဘောကြောင်ကြောင်နေမလို့အရင်တော့ဆိုရင်ကိုင်းထဲမှာကပြီး dribbling နေလို့လားလို့ကျွန်တော်သိမိဘူးပါတယ်အမှန်တကယ်တော့မဟုတ်ပါဘူးလေဗင်ညိုရဲ့ dribbling နေအောင်မှာကစားခံလိုက်ရပြီးတော့ကျသွားတဲ့ပုံစံကကနေတဲ့ပုံစံနဲ့တူတဲ့အတွက်ကြောင့်ရှုံးနိုင်ခြင်းရဲ့အကအကသမားလေဗင်ဟိုရယ်လို့ဖြစ်လာခဲ့တာပါလိန်တဲ့နေရာမှာဂိုသမားတော့မချမ်းပါဘူး အကောင်လုံးကိုလိမ်ပါတယ်။လာဗီညိုရဲ့အကြောင်းဘတ်စတာမန်ချင်ပွဲတစ်ပွဲမှာပဲပါတာမလို့ဒီလောက်ပဲသိရပါတယ်။လာဗီညိုရဲ့ဒရစ်ဘလင်းတွေကသူ့ရဲ့ကိုယ်ပိုင်အိုင်ဒီယာအပါအဝင်သူ့ရဲ့အိုင်ဒေါ်ဘရာဇီးကစားသမားတွေရဲ့ကစားကွက်တွေနဲ့ပေါင်းစပ်ထားပြီးတော့ဘာချီရာလိုမကောင်းဆိုးဝါးဆိုတဲ့အရာကြီးလေးရှိပါတယ်။ဘာချီရာနဲ့မတူတာတော့လာဗီညိုရဲ့ဟာကလိပ်ပြပါ။ဘာချီရာရဲ့မကောင်းဆိုးဝါးဟိုအလုပ်တီဟာလို့လိုက်ပြောနေတဲ့အရာဆိုရင်လာဗီညိုရဲ့လိပ်ပြကတော့လွတ်လွတ်လပ်လပ်ဖန်တီးနိုင်စွမ်းပဲဖြစ်ပါတယ်။အဲ့ဒီတော့ Lavinio C ကနေ dribbling အကွက်တစ်တွေတောင်မြည်တွေ့ရနိုင်ပါတယ် လာဗင်ယူရဲ့အကြောင်းကတော့ဒီလောက်ပါပဲနောက်ထပ်တစ်ယောက်ကတော့ Chris Prin ပါ Chris Prin ကတော့ Noah နဲ့ရှင်ဒုတိယပါ Brother တို့လိုဒုတိယလူမဟုတ်ပါဘူးသူကဒုတိယအကောင်ဆုံးတိုက်စစ်မှုပါစတာပါ Prin ရဲ့နာမည်ပြောင်းကတော့ပြီးပြည့်စုံတဲ့သူရဲ့ကောင်းမဖြစ်ပါတယ်အဲ့ဒီလိုဘာလို့ပြောရတာလဲဆိုရင်တော့အမြန်နှုတ်တရား Jumping တရား Pass တရား Dribble တရား Shooting တရား Power တရားအားလုံးကအပေါ်လိုမရှိ Perfect ပါပဲ ဲ့ဒါကြောင့်မို့ Prince ကပြောရမယ်ဆိုရင် all-rounder ပေါ့ဘယ်လိုမှမစိုးစော့နိုင်တာပါနောက်ပြီးတော့ Prince မှာ knuckle ball လို့ခေါ်တဲ့ကိလိုက်တဲ့ကန်ချက်ကအပြည့်လုံးတဲ့အတွက်ကြောင့်ဥတီယာကိုကန်တဲ့သူကတော့မခံမနိုင်နိုင်တဲ့ကန်ချက်လည်းရှိပါတယ် Oliver Aiku မွေးထုတ်ပြီး defend ပြရတာလောက်ကတော့ Prince တော့တနာပါတယ် Titan မှာထုတ်နိုင်တယ်ပါ Brother တော့နားကြမမပါဘူးတကယ်ကြီး Titan ကြီးထုတ်နိုင်တယ်ပါဘလုံးကန်တာနဲ့တော့သူတွေးရလားမသိကဲထားပါ Prince ကအဲ့ဒီလိုမျိုးကိုင်းထဲမှာပဲအန်အိုးဖို့ကောင်းတာမဟုတ်ဘဲနဲ့ကိုင်းမြင့်မှာလည်းတကယ်ကောင်းတဲ့ master တယောက်ပါ ကျွတ်သားတွေကိုလိုက်ဆန်းပြီးတော့သူတို့ကဘလူလက်နဲ့ပိုင်ဆိုင်နဲ့ကစားသမားလေးဆိုတာတန်းပြီးတော့ပြောနိုင်ပါတယ်။ Chris Spring ရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။နောက်ထပ်တစ်ယောက်ကတော့ Snuffy ပါ။ Snuffy ရဲ့နာမည်ပြောင်းကတော့ Terrifu တန်းနာမည်ပဲဖြစ်ပါတယ်။ Snuffy ကိုဘာလို့အဲ့လိုခေါ်ရလဲဆိုတော့သူသွားလေရာအတင်းတိုင်းမှာအောင်ပွဲကိုယူဆလာပေးလို့ပါ။ Brazilian ဂျူဂျီဆုကပတ်နဲ့လည်းဖြစ်တာမလို့လူခဏကိုရဲ့အလုပ်လုပ်ပုံတွေကိုတခြားသူတွေထပ်ပို့ပြီးနားလဲပါတယ်။ Metavision လည်းရှိပြီးတော့ခန်းစစ်လို့ရင်ခန်းစစ်၊တိုက်စစ်လို့ရင်တိုက်စစ်၊နေရာလိုက်အားလုံးဆော့ပေးနိုင်ပါတယ်။ Snuffy ကကစားသမားတိုင်းရဲ့ဘာလို့နိုင်လဲဆိုတဲ့အစွမ်းရည်တွေပေါ်မှာအမြဲဆောက်ကြည့်နေပြီးတော့ အတင်းသားအားလုံးဖွဲ့ညီညီစောင့်နိုင်ဖို့အတွက်လှူဆောင်နေပါတယ်အဲ့ဒီအထဲမှာပြောရအခက်ဆုံးပါဆိုတဲ့ဘာရိုကိုတောင်ရင်ပောင်းအောင်လုပ်နိုင်ပါတယ်အဲ့ဒီလိုမျိုး Snapfia အတင်းအောင်သူ့ဘက်ပောင်းအောင်လုပ်နိုင်ပြီအဖက်ဘက်ကပြေစုံနေတဲ့အတွက်ကြောင့် Noah ကိုတားဖို့နီလန်အောင်ရှိသေးလားလို့မေးတဲ့အခါမှာ Noah ပြန်ပြောတာမတိဘူးလေ Noah ကိုတဲ့နောက်မသားနိုင်တာမလို့တော့မနေ့တောက်ခံကြအောင်ဆိုပြီးတော့ပြောကြည့်ရပါတယ်ဒီလောက်ဆိုရင်တော့ Snapfia ကဘာကောင်းကြီးလဲဆိုတော့တိသားလောက်ပါပြီဒီတော့ Snapfia ရဲ့အကြောင်းကတော့ဒီလောက်ပါပဲနောက်ဆုံးတစ်ရက်ကတော့ Julian Loki ပါ Loki ရဲ့နာမည်ပြောင်းတော့ နတ်ဖုရားအပြီးသမားပဲဖြစ်ပါတယ်။နတ်ဖုရားအပြီးသမားဆိုတဲ့အတိုင်းပဲစပိကတော့မြန်မာတယ်။မြန်မာမှာယွန်စရာကောင်းလောက်အောင်မြန်တာပါ။ဤပြတဲ့နေရာမှာလည်းကောင်းပြီးတော့ဥပါနဲ့ဆော့တော့မှဆိုရင်သူတော်ဝင်မပါဘဲနိုင်တာပါ။လော်ကီစီမှာလက်နက်ဆိုလို့သူ့ရဲ့အမြန်နှုံတစ်ခုပဲရှိပါတယ်။အဲ့ဒီအမြန်နှုံနဲ့တင်ထိမ့်မနိုင်တိမ့်မရဖြစ်နေတာမလို့အထင်တော့မသေးသေးချင်ပါဘူး။ကမ္ဘာအကောင်ဆုံးကစားသမား9ယောက်ထဲမှာပါနေတာအကြောင်းမဲတော့မဟုတ်ပါဘူး။လူကီရဲ့အမြန်တော့စီဇန်1မှာကတည်းကကြောက်ဖို့ကောင်းနေပြီးတော့ချီကီရီတို့အမြန်နေဆိုတာလူကီအိတ်နေတဲ့လောက်ပဲရှိပါတယ်။ဒါကတော့နှစ်ယောက်သားရဲ့အမြန်နှုံးတွေကိုနိုင်ရှင်ပြတာပါ။ ဘလူးလော့ရဲ့အမြင်ဆုံးအပြေးသမားတော်မှလူကီကိုမရှင်နိုင်ဘူးဆိုတော့ဂျန်နေကောင်နေဆိုရင်တော့ဝေးပါပြီ။ကိုက်ဇာအင်းဘက်ဆိုတာဘလူးလော့ထဲမှာအမြင်ဆုံးကန်ချက်ပါ။အဲ့ဒီလိုကန်ချက်မျိုးဂျူလီယန်ဆိုတဲ့နော်ကရအောင်တားပြပြီးတော့သူပြောလိုက်တဲ့စကားကျွန်တော်ကိုတော်တော်လေးအမြင်ကက်သွားစေပါတယ်။အဲ့ဒါဘာလဲဆိုတော့ကိုက်ဇာအင်းဘက်ကနှီးလွန်းနေတဲ့ဘလူးလော့ရဲ့အမြင်ဆုံးကန်ချက်ကတော့သူ့အတွက်နှီးတယ်ဆိုတော့အဲ့ကောင်ချီတာပါ။ဒိုင်လူကြီးအနီးကပ်ပြလိုက်ပါတော့။လူကီရဲ့အကြောင်းကတော့ဒါအကုန်ပါပဲ။ ဒါကြီးကတော့ Master 9ရဲ့အကြောင်းပဲဖြစ်ပြီးတော့တခြားသိကျင်တဲ့သူတွေအကြောင်းရှိရင်လည်းမှန်းခဲ့ပြီးတော့ Like and Subscribe လုပ်ခဲ့ပေးကြပါဦးဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားပေးကြတဲ့သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့